ဒါဒီနေ့မှာတော့ပြုံးနေမျိုးတဲနဲ့အနည်းဆုံးရက်ွက်တစ်ခုဖြစ်တဲ့ရက်ွက်ကြီးစက်နဲ့ရေချောင်းပေ30 50ပေါ်မှာဆောက်လုပ်ထားတဲ့ကျွန်တော်ရဲ့နောက်ကအရန်လာတဲ့အိမ်လေးလုံးကိုကျွန်တော်ထုတ်လုပ်ပေးမှဖြစ်တယ်။အိမ်ဒီဇိုင်းကတော့ကျွန်တော်တို့သူများနဲ့မတူအောင်ပေါ့နော်။အဖြူရောင်းနဲ့ကျွန်တော်တို့တဘာဝတက်သားရောင်ကိုပေါင်းဆက်ပြီးတော့တော်တော်လေးလောင်ဖန်တီးပေးရတယ်။ဒါပြုံးနေမျိုးတဲနဲ့အရန်မွေးခြင်းကိုကျွန်တော်တွားရေးလာရေးလွယ်ကူစင်ပြေတဲ့နေရာမျိုးမှာဝယ်ယူခြင်းနဲ့သူတွေအတွက်ဒီနေရာတင်တော်တယ်။ဒါဘေးဘဝင်ကျင်မှာဆိုရင်လည်းအင်ဂျင်အင်ကောင်တွေတည်ရှိပြီးတော့ပတ်ဝန်းကျင်တန့်တဲ့နေရာမျိုးပေါ့နော်။ မြေမျိုးစားကတော့ကျွန်တော်ပိုင်ဆိုင်မှုခိုင်မာတဲ့ GM မျိုးစားဖြစ်တယ်။ခြံစည်းအိုးဒီဇိုင်းထုတ်တာတွေတော်တော်လေးလှတယ်။ဒါခြံဝင်ကားကိုတော့တန်ပန်း slide တကားအုံးမှာကျွန်တော်ကတ်တောင်းတောင်းလေးတုံထားပေးတယ်။ဒါကတော့ကျွန်တော်တို့ကပ်ပါကင်နီယာဖြစ်ပြီးတော့ဒီဘက်မှာဆိုရင်ကျွန်တော်တို့ပန်းလာပင်လေးတွေ site ပြို့ဖို့အတွက်ကျွန်တော်တို့ flower ပေါက်လေးကျွန်တော်တို့လုပ်ပေးတယ်။အင်းရဲ့ print level ကိုလမ်းထက်နည်းနည်းလေးမြှင့်ထားပေးပြီးတော့ကျွန်တော်တို့စင်ဝင်မှာဆိုရင်ကြွေရပစ်ခင်တာပေးတယ်။ အိမ်ဝင်မိန်းတော်တို့ကျွန်းရှင်ွယ်တကပြင်ကျွန်တော်တို့ကျွန်းပြားရည်နဲ့ကျွန်တော်အလှဆင်ထားပေးတယ်ဒီဇိုင်းကတော့တော်တော်လေးလဲလှသူတော်တော်လေးလဲဆွေဖြစ်တယ်ဒီအိမ်လေးကဒီအိမ်လေးကကျွန်တော်တို့မိသားစုနဲတဲ့သူတွေအတွက်ဆိုရင်တော့အဆင်ပြေတယ်အိမ်ထဲဝင်လိုက်တာနဲ့ Lebron ရှိမယ် Ceiling height ကလည်းမြင့်နေအလှဆင်ထားပေးပြီးသားချန်ကင်းကိုတော့ကျွန်တော်တို့ Lemonade ခင်တာပေးတယ်လေဝင်လေအတွက်အလင်းဝင်လေအတွက်တော်လေးကောင်းတယ်အဒီမှာဆိုရင်ကိုယ့်ရဲ့ memory တွေတင်လို့ရတဲ့စင်လေးတွေအပြင်အောက်မှာကျွန်တော်တို့ cabinet လေးတွေရှိမယ် လေဗရွန်နဲ့မြန်နေချင်းဆိုင်မှာဒီခန့်ကတော့ကျွန်တော်တို့ကဒီအင်းရဲ့ပထမဆုံးမာစတာဘရွန်စီဒီအစကြံခင်းဆုံးအစ်င့်နေလို့ရအောင်ပြင်ဆင်ထားပေးတယ်။ဒါဘတ်အန်ဝစီရှိမယ်။ဒီခန့်ကတော့ကျွန်တော်တို့ကဒုတိယမြောက်မာစတာဘရွန်ဒါအရင်ခန့်လိုပဲကျွန်တော်အစ်င့်နေလို့ရအောင်ပြင်ဆင်ထားပေးတယ်။ဒီနေ့ရဲ့လေးအောက်ကအခန်းဖွဲ့တွေအများကြီးမဖွဲ့ထားပဲပဲနော်။ဖွဲ့ထားတဲ့အခန်းတွေရဲ့ speed ကိုကြည်ကြဲလေးယူလိုက်တယ်။ဒါဘတ်အန်ဝစီရှိမယ်။ဒီခန့်ကတော့ကျွန်တော်တို့ kitchen and dining room ကျွေပြားပြစ်ခင်းထားပေးတယ်။ ဒါ counter partition ရှိမယ်ဒါ kitchen and dining room နဲ့ living room ကိုတော့ကျွန်တော် partition လေးတစ်ခုအနေနဲ့ကျွန်တော်ကန်ထားပေးတယ်ဒီကဲတော့ကျွန်တော်တို့ကိုယ့်ရဲ့ mess တွေပေါင်းတင်တငယ်ချင်းတွေလာရင်ကျွန်တော်တို့သုံးလို့ရတဲ့ကျွန်တော်ဒါ pad and wc ဒါကတော့ကျွန်တော်တို့အနောက်ကိုထွက်တဲ့တကားပါနော်အဲ့အိမ်နဲ့နောက်အုပ်နေရန်ကြားမှာကျွန်တော် space က၄ပြီလောက်ကျဲတော့ကျွန်တော်တို့ဒါ sunshade တွေပါလုပ်ပြီးတော့ work kitchen တွေပါလုပ်လို့ရတယ်။အဲဒီနေ့ကဈေးနှုန်းကတော့3800ညနိုင်နဲ့ရောင်းချပေးမှဖြစ်တယ်။ ဒေးလင်းနဲ့ပတ်သက်ပြီးအသေးစိတ်သိရှိချင်တယ်ဆိုတော့ကျွန်တော်ရဲ့ဖုန်းနံပါတ်တွေဖြစ်တဲ့39966 9996 6933လုံး9118 4ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်မှာခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်